ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မိုးလေဝသသတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အထူးမိုးလေဝသသတင်းယနေ့အောက်တိုဘာ30ရက်နေ့တိုင်းထွာချက်များအရာ အရှိတ်မှာရွေးလျားလာသော လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်ရိုမှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့်၎င်း31ရက်10လ2025ရက်နေ့မှ9ရက်17လ2025ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယ ားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသေးတယ်။ တို့ဖြစ်ပါ၍မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်ညင်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းတွာလာရေးလေကြောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာသမန်များအနေ နေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါယံအတိပေးနှုတ်ဆော်အပ်ပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။